ကျမချမိတ်ဆွေတက်တဲ့သမီးအားလုံးမင်္ဂလာပါနော် စမချမိတ်ဆွေတောက်ချက်သမီးတွေကိုဒီတပတ်တာကလာမှာတွေ့ကြအောင်မယ်ကန်ချမအစိုးကောင်းနေတဲ့အတူဆောင်းဆောင်းရံလေးတွေကိုလည်းပြပြပေးပါမှာဖြစ်ပါတယ်တောက်ချက်သမီးတွေအတွက်ကြက်ရောက်လာတဲ့ကန်ဒမစ်ကလေးကတော့ဒူဝန်ကျဲဆိုတဲ့ကန်ဒမစ်ကလေးပဲဖြစ်ပါတယ်ကန်ဒမစ်ကလေးကတောက်ချက်သမီးတွေကဒီကလာလေးထဲမှာမိမိကနမကြီးထမင်းငယ်ဖြစ်နေတတ်တယ်မိမိကအလုံးမှာမိမိကနမကြီးတာတို့အလုံးမှာမိမိကနမကုံတဲ့င်းကြော်စောတာတို့ဒါမျိုးလေးတွေနဲ့တွေ့ကြအောင်တတ်တယ်အလုံးမှာအဆင်မပြေဘူးလို့မပြောဘူးเนาะမိမိကအလုံးမှာအဆင်ပြေနေတတ်တယ်မိမိကမိမိကအလုံးမှာအောင်မြင်နေတတ်တယ် တယ်။ဒါပေမဲ့မိမိကခုနပြောသလိုနာမည်ကြီးထမင်းကဖြစ်နေတဲ့အကြောင်းအမျိုးမျိုးကြောင့်မိမိကကိစ္စအမျိုးမျိုးကြောင့်အဆင်မပြေဖြစ်နေတဲ့မိမိကအထက်လူကြီးနဲ့ပဲဖြစ်ဖြစ်မိမိရဲ့လုပ်ဖို့ပိုင်းမဲ့ကြောင့်ပဲဖြစ်ဖြစ်ဒါမှမဟုတ်မိမိအလုံးနဲ့မိမိနဲ့ပဲဖြစ်ဖြစ်ဒီလိုအဆင်မပြေတာမျိုးလေးတွေအနေငယ်ပေါ်လာတဲ့အဆင်မပြေမှုလေးတွေလည်းကြုံရတဲ့ တပြိုင်တည်းအဆင်ပြေမှုရောအဆင်မပြေမှုရောဒီလိုမျိုးလေးတွေဖြစ်လာတတ်တယ်ပေါ့နော်။တက်ချက်သမီးတွေကဒီကလလေးတဲ့မှာငွေကြီးနဲ့ပတ်သက်ရင်မိမိကငွေဝင်လာတတ်တယ်။အကြောင်းရင်းမျိုးမျိုးနီးလက်မျိုးမျိုးနဲ့မိမိကငွေတရဆက်ဝင်နေတတ်တယ်။ဒါပေမဲ့ငွေငွေလဲဝင်မယ်။ဒါပေမဲ့ငွေဝင်တော့ဝင်တယ်ဒါပေမဲ့အကျွေးကိစ္စဖြစ်ရှင်းရတယ်ဆိုတာမျိုးလည်းဖြစ်နေတတ်တယ်မိမိကမိမိကိစ္စမဟုတ်ရင်တော့မှမိမိကတခြားသောကိစ္စတွေကြောင့်အကြောင်းမျိုးမျိုးကြောင့်မိမိကအကျွေးကိစ္စဖြစ်ရှင်းပေးနေရတတ်တယ် တောက်ချက်သမီးတွေဒီကာလလေးတည်းမှာမိမိကအိမ်မှာအလျက်စင်း short ဖြစ်တာတို့ဒါမှမဟုတ်မီးနဲ့ပတ်သက်ပြီးတော့ပေါ့နော်မိမိကမီးသတိထားမှာတို့ဒါမျိုးလေးတွေတွေ့ကြုံရတဲ့အတွက်ကြောင့်သတိထားသတိထားဖို့ကိစ္စတွေဖြစ်ပေါ်လာတတ်တဲ့အတွက်ကြောင့်မိမိကသတိထားရမယ်အထူးလျက်စင်း short ဖြစ်ဖြစ် တင်းစစ်လျှော့ဖြစ်တတ်တဲ့အတွက်ကြောင့်မိမိကအထူးသတိထားရမယ်မီးနဲ့ပတ်သက်ပြီးတော့မိမိကမီးပူတတ်တဲ့အတွက်ကြောင့်မိမိကမီးလောင်တတ်တဲ့အတွက်ကြောင့်မိမိကသတိထားရမယ်တောက်ချက်သားသမီးတွေကဒီကာလလေးတည်းမှာမိမိကမိကောင်းဆွေကောင်းတွေမိမိကပေါ်လာတတ်တယ်မိမိအပေါ်မှာပေါ့နော်ကောင်းတဲ့မိကောင်းဆွေကောင်းတွေဆရာသမားတွေဒီလိုမျိုးနှစ်ဦးနှစ်ယောက်တပြိုင်နက်ပေါ်လာတတ်တယ်။တောက်ကျသသမီးတွေကဒီကာလလေးတည်းမှာမိမိပညာရေးနဲ့ပတ်သက်ရင်ကံကောင်းနေတတ်တယ်။ပညာရေးနဲ့ပတ်သက်ရင်ထူးချွန်နေတတ်တယ်။ပညာကောင်းနေရရှိတတ်တယ်။တောက်ကျသသမီးတွေကဒီကာလလေးတည်းမှာ 미미하거나 အသိပညာထူးတွေအတတ်ပညာထူးတွေမိမိရရှိတတ်တယ်ဒါပေမဲ့စိတ်ညစ်စရာကိစ္စတွေကလည်းနှစ်ကြိမ်နှစ်ခါပေါ်လာတတ်တယ်အကြောင်းရင်းမျိုးမျိုးနီးလမ်းမျိုးမျိုးနဲ့စိတ်ညစ်စရာကိစ္စတွေပြဿနာတွေပေါ်လာတတ်တယ်တောက်ချတာသမီးတွေကဒီကလာတဲ့မှာချစ်သူအိမ်အောင်ဘက်နဲ့ပတ်သက်ပြီးတော့မိမိကစိတ်ညစ်ရတာစိတ်ပူရတာဒါမျိုးလေးတွေခဏခဏပေါ်လာတတ်တယ်ချစ်သူအိမ်အောင်ဘက်ရဲ့အထင်လွဲခြင်းဒါကိုလည်းခံရတတ်တယ်တောက်ချတာသမီးတွေကဒီကလာလေးတွေမှာမိမိကကြမ်းမက်ရင်းနဲ့ပတ်သက်ရင်အထွေထူးတော့မဟုတ်ပေမဲ့မိမိကခေါင်းနဲ့ပတ်သက်ပြီးတော့ဥကောင်းနဲ့ပတ်သက်ပြီးတော့ပေါ့နော်အ နေထိုင်မကောင်းဖြစ်တာတော့မူးလဲတာတော့ဒါမျိုးလေးဖြစ်တတ်တဲ့အတွက်ကြောင့်သတိထားတဲ့နဲ့တောက်ကြတဲ့သမီးတွေကမျက်ဆက်ပဲရှင်ကိုရောမျက်ကြည့်ကိုတကုံလုံးကိုလုံးဆက်ကလူရန်ပေးခြင်းဖြင့်မိမိရဲ့ကံညာခိုက်တရားပြပြောက်သွားစေမယ်လက်ကီကလာလေးကတော့ခရမ်းရောင်လေးဖြစ်ပြီးတော့ခုနှစ်ကနန်း၅ကနန်း၄ကနန်းတွေကတော့လက်ကီကနန်းလေးတွေပဲဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်